ဖြစ်ပါခင်ဗျာမုံကုန်းမှာကတော့လက်ရှိ TNL လေးတပ်ဖွဲ့ဝင်တွေဆက်ရှိနေတုံးပါပဲဗျာမုံကုန်းမြို့ရဲ့အုပ်ချုပ်ရေးဘုတ်လည်းဟိုကဆက်လက်လက်ပတ်ထိန်းချုပ်နေသေးပါပဲဗျာ TNL ကတက်ဆုံးမဲ့ရက်ကိုတော့သူတို့အတိအကျကြေညာထားတော့ဟိုမရှိဘူးပေါ့နော်ဒါတဆုံးမရကိုကြည်ရအောင်လို့မရှိဘူးသို့ပေမဲ့လို့အဲသူတို့ဒီပါအုပ်စုအုပ်ချုပ်ရေးမှုတွေပေါ့နော်ဒီမျိုးမှာရှိတဲ့အုပ်စုအုပ်ချုပ်ရေးမှုတွေကိုအစီအဝေးခေါ်တာမျိုးတွေပြောတဲ့စကားတွေအရာရောတော့ကျွန်တော်တို့အလေးဆက်ရအတိုင်းဝိုင်းတွေရဲ့ အဲဟိုဘာလို့တို့အတွင်းစကားတွေရရောပေါ့နော်အဲကျွန်တော်တို့ကိုအဲဒီလဟိုပြီးသွားရင်နောက်လအတွင်းမှာပေါ့နော်နောက်လအတွင်းရက်20တော့မဟုတ်နောက်လကုန်ကန်လေးလောက်မှာတော့တို့အပြီးတိုင်းအဲစခွာပြီးသွားမယ်ပေါ့နော်အဲဒီစီမှာစက်ကောင်စီဝင်လာလိမ့်မယ်လို့လည်းကျွန်တော်တို့တိုင်းနေရတာပေါ့ နဲ့ပတ်သက်ပြီးတော့ဟိုကျွန်တော်တို့ရဲ့ဒီ data ကန်ကာဝေးအဖွဲ့ကြီးပေါ့နော်အဲ PDF တွေအကုန်လုံးရဲ့ဟိုသဘောဆန်သဘောထားပေါ့နော်အဲသဘောထားကတော့ကျွန်တော်တို့ဒီဒီမျိုးကိုစာပြီးတော့တင်နေဒီမျိုးကိုစာပြီးတော့တင်နေအချိန်ငါတော့ဒီမဟာမိတ်ဟိုဒီအကုန်လုံးပေါ့နော်စုပေါင်းပြီးတော့တိုက်ခဲ့ကြတယ်ဒါကတော့ TNL ရဲ့ပူဆောင်မှုအနေနဲ့တိုက်ခဲ့ကြတာပေါ့ဒါတော့မှန်ပါတယ် TNL ရဲ့ဥဆောင်မှုနဲ့တိုက်ခဲ့ကြတာမှန်ပါတယ်အဲပြီးတော့ကျွန်တော်တို့မျိုးကိုဟိုစစ်ပေါင်းစီလက်ထဲကနေဟိုကျွန်တော်တို့ တင်ဆုံနိုင်ခဲ့တယ်။တိမ်ပိုက်နိုင်ခဲ့တယ်ပေါ့နော်။တိမ်ပိုက်နိုင်ခဲ့တဲ့နောက်ပိုင်းမှာတော့ဒီမျိုးရဲ့အုတ်ချုံရေး၊ကြီးပွားရေး၊အဲကိစ္စအဝဝအမှန်နဲ့အကုန်လုံးကိုတော့ဒီတလီကပဲအဲဒီတလီပကန်လေးပဲပေါ့နော်။အကုန်လုံးကိုဟိုစီးပန်းထောင်ရခဲ့တာဖြစ်တယ်ပေါ့။အဲပြီးတော့အခုလက်ရှိအဲ DNA နဲ့ဟို စစ်ကော်မရှင်နဲ့ပေါ့နော်ကိုကြီးမြောက်ကွန်မတီပြုံးနိုင်ငံကွန်မတီကတွိတ်ဆုံဆွေးနွေးပွဲအပြီးမှာကတော့အဲကျန်တဲ့အဖွဲ့တွေရဲ့အပေါ်ဓာတ်တွေမချက်တွေဘာလို့ကုမတောင်းခံတာလို့လည်းမရှိဘူးအဲမဟုတ်မြို့မှာရှိတဲ့ပြည်သူတွေရဲ့အဲစိတ်ဆန္ဒတွေကိုလည်းဟိုဘာလို့ကုမအလေးထားတာမျိုးမရှိဘဲနဲ့ဟိုစစ်ကောင်စစ်ကောင်ရှင်ရဲ့လက်ထဲကိုပေါ့နော်ဟို DNL အေကနေပြီးတော့မဟုတ်နဲ့မုံမင်းမျိုးကိုဟို ပြောမယ်လို့ဆိုတော့ထိုးပေးလိုက်တယ်ပေါ့။အဲအဲ့လိုမျိုးနေထိုင်လို့ရရှိခဲ့အဲ့ဒီအတွက်အဲဒီမြို့မှာရှိတဲ့ဒေသခံကာကွယ်ရေးအဖွဲ့ကြီးပေါ့နော်ဒေသခံကာကွယ်ရေးအဖွဲ့ကြီးကလည်းကျွန်တော်တို့ပူးပေါင်းတော့အဲဒီရယ်ကစုခါပေးလိုက်ပေးမယ်လို့ကျွန်တော်တို့မြို့မှာရှိနေတဲ့ဒေသခံကာကွယ်ရေးအဖွဲ့ကြီးကတော့စစ်ကောင်စီကိုမြို့အတွင်းကိုဝင်မလာနိုင်ဖို့ရအတွက်အတက်နိုင်ဆုံးစူးစမ်းပြီးကာကွယ်သွားကြမယ်ဆိုတဲ့အစီအစဉ်လေးကျွန်တော်ပြောဆိုဆွေးနွေးထားရရှိပါတယ်ဗျဟုတ်ကဲ့ အဓိကတော့နည်းနည်းတော့နည်းနည်းတည့်ချက်နေနေကတော့ဟိုကျွန်တော်တို့မိုးကုတ်မြို့ကိုပြန်လဲပြီးတော့ဟိုစစ်ကော်မရှင်လက်ထက်ကိုပြန်လဲထိုးအပ်လိုက် TNLA အနေဟို TNLA လူမျိုးပေါ့နော်ကျွန်တော်တို့ကပါလဲဆိုလို့ရှိရင်အဲ TNLA ရဲ့ PR ကို GU site နေရမယ်အဲ TNLA ရဲ့ PR ကိုဟိုအတိမတ်ပြုရမယ်အခွင့်အစီမျိုးမိုးကုတ်မြို့မှာ ဟိုမရှိဘူးပေါ့နော်ဒေတာကကဝေးရေးအပွဲတွေပေါ့ဟို PDF တွေအားလုံးရောဒီယုံနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဟို PR ကို view ဆိုင်ရမယ်အပွဲစီမျိုးတွေမရှိပါဘူးပေါ့နော်ဟိုနောက်ဒုတိယအချက်ကတော့ဟိုနံပါတ်2ချက်ကတော့ပါလဲဆိုလို့ရှိရင်ဒီမြို့ရဲ့မြို့သူမြို့သားတွေရဲ့ဟိုစိတ်ဆန္ဒနဲ့ဒီမြို့သူမြို့သားတွေရဲ့လုံခြုံရေးနဲ့ဒီမြို့သူမြို့သားတွေရဲ့ဟိုကြောက်ရွံ့လာမဲ့ဘေးအန္တရာယ်ကိုကာကွယ်မဲ့ဒေတာကံကာကွယ်ရေးအဖွဲ့ကြီးပဲရှိပါလေ။ဟိုနိုင်ငံရေးအရာရောနောက်ပြီးကျတော့ကျွန်တော်တို့စီးပွားရေးအရာရောတရုတ်ရဲ့ဟို လွမ်းမိုးမှုကိုဟိုတက်ရောက်ခံမဲ့အစီမျိုးတော့မိုးကုန်မှာရှိတဲ့ဒေတာကကဝေယုပ်ပြည်တဲ့အစီမောက်ဟုတ်ကဲ့ပါ့မယ်။နောက်တစ်ချက်လည်းအဲ့နာလောက်ပဲအလီကတော့မုံကုံမြို့ကိုပေါ့နော်စစ်ကွန်မရှင်အနေနဲ့ကအထူးစစ်ဆင်နေတဲ့စစ်ကြောင်းနဲ့ကြောင်းရှိတယ်ဆိုတဲ့ကိစ္စအမှန်ပါလေအလီကအဲဆောင်လို့ပြောရမယ်ဆိုလို့ ဒီဦးလေမိုးကုတ်လမ်းပိုင်းလို့ခေါ်တာပေါ့နော်ဒီဦးလေမိုးကုတ်လမ်းပိုင်းဒီနောင်ချိုဘက်ကနေလာရတဲ့အပိုင်းလေးရှိတယ်အဲဒီတော့ကျွန်တော်တို့ကနောင်ချိုမိုးကုတ်လမ်းပိုင်းလို့လည်းတုံးလုံးလေးရတယ်အဲဒီဘက်ကနေထိုးနေတဲ့ဆစ်ချောင်းတစ်ချောင်းရှိပါတယ်နောက်ပြီးတော့ကျွန်တော်တို့မန္တလေးမိုးကုတ်လမ်းပိုင်းလို့ခေါ်တယ်ဟိုကျွန်တော်တို့ဟိုပါပေါ့နော်ဟို ပြောမှာဆိုရှင်ဖော်တော်လမ်းဆောင်လို့နေရမျိုးပေါ့ဘိုးဘိုးနဲ့မန္တလေးတွားပြီးတော့အပေါ်သွားလို့ရတယ်လမ်းမကြီးကအဲ့ထိုးနေတဲ့ဆက်ချောင်းဆိုပြီးတော့အဲ့လက်ချောင်းရှိတယ်ပေါ့နော်ဟိုပြောမှာဆိုရှင်တော့ပြင်လို့ရမယ်မိုးကုတ်လမ်းမရဲ့မန္တလေးမိုးကုတ်လမ်းမရဲ့အဲ့ဒီလက်ချောင်းကနေကျွန်တော်တို့ဘိုးဘိုးမျိုးကိုဆက်ချောင်းနဲ့အဲ့တို့ထိုးဆက်ဆင်းနေရတယ်ရှိတယ်အဲ့လိုက်နဲ့ပတ်သက်ပြီးတော့လေဟိုကျွန်တော်တို့ဒီပြင်လို့ရမိုးကုတ်လမ်းမရဲ့မှာဆိုလို့ရှင်တော့အခုကျွန်တော်တို့ဒနာသိင်္ဂီမိုင်းအထက်မှာလေကျွန်တော်တို့ ဟိုဒစီတို့အင်း channel ဆိုတော့အဲ့ဘက်အပိုင်းနေမှာလဲကျွန်တော်တို့ type တိတိတိုက်ပွဲကြီးဟိုဇက်တိုက်ဖြစ်နေတယ်သူတို့ဘက်ကလည်း drone နေနဲ့လင်းရင်နေတဲ့အင်းကြီးစီဟိုဟာပေါ့နော်မပြတ်မပြတ်ပေါ့နော်ဟိုခြေချနေတဲ့တိစားရည်လည်းရှိတယ်နောက်မန်လီမဟုတ်လမ်းပိုင်းမှာဆိုလို့ရှိရင်ဖော်တော့လမ်းစုံလို့နေရမျိုးပေါ့ ပေါ်လာဆုံးနေရာမျိုးတွေစီးရတိကကြတာဖော်လန်းဆုံးနေရာမျိုးတွေဒီမှာသူတို့ကစစ်ကုန်ရှင်ဘက်ကပေါ့နော်အဲကျွန်တော်တို့ဟိုတောင်းအားပေးပြီးတော့ဒီအားပေးပြီးတော့အဲ့နေရာတွေကိုထိန်းချုပ်နိုင်တာမျိုးတွေလည်းရှိတယ်ပေါ့အဲတို့မဲ့လို့ဒီရပိုင်းအတွင်းမှာပဲပေါ့နော်အဲ့ဒီလိုဖော်တော်လန်းဆုံးနေရာမျိုးကိုကျွန်တော်တို့ဘက်ကရှိတဲ့ဒေတာကာဝေးတက်တွေကဖော်တော်လန်းဆုံးကနေစစ်ကုန်ရှင်ကိုကျွန်တော်တို့ဟိုတိုးထုတ်လိုက်နိုင်တယ်ပေါ့နော်တိုးထုတ်နိုင်တဲ့နေရာတွေရှိတယ်ထိတွေ့တိုက်ပွဲတွေရောအေးစင်ဖြစ်နေတာမျိုးတွေရှိပါတယ်ဟုတ် အော်ဟုတ်ကဲ့ပါဗျာ။အော်လက်ရှိမှာကတော့ကျွန်တော်တို့ဒီ follow လမ်းစုံနဲ့နောက်ပြီးတော့ကျွန်တော်တို့ဒီပါမော်နော်။ဒီ website လမ်းပိုင်းမှာတိုက်ပွဲတွေမှာတော့အာလက်ရှိနေတက်နေတဲ့နေရာတွေကတော့အဲဘယ်လိုလဲဆိုရင်ဒီ website လမ်းမှာတော့ခေတ္တကာလနေတက်နေပါလေ။အဲ့နေရာမှာတော့ဟို GNL တွေအများစုရှိတဲ့နေရာဖြစ်သူတို့ကလည်းဟိုစစ်ကော်မရှင်နဲ့ဟိုတည့်ရက် လက်မှတ်ထိုးထားတာဖြစ်တဲ့အတွက်ကြောင့်သူတို့အဲ့ဘက်မှာတိုက်ပွဲတော့မရှိပါဘူး။ဒီ follow up မှာကတော့ကျွန်တော်တို့ဟို NUG MOD ရဲ့စစ်တီတာကရင်းနေတောင်းပြီးတော့ကျွန်တော်တို့ဒီ NUG MOD ရဲ့ဟိုကာဝေးရေးတပ်တွေအများစုရှိနေနေတာဖြစ်တဲ့ကြောင့်မို့အဲ့ဒီနေရာမှာတော့တိုက်ပွဲတွေနေတယ်ဖြစ်ပေါ်နေမှာ။နေ့နေ့စဉ်ပေါ့နော်နေ့စဉ်တိုက်ပွဲတွေရှိနေပါလေ။ က်စီကတော့ကျွန်တော်တို့အရင်ဟောပေါ့နော်လေချောင်းတိုက်ခိုက်မှုတွေဟိုခံယူရနေစဉ်ညရနေတဲ့ကာလပေါ့နော်လေချောင်းတိုက်ခိုက်မှုတွေအများကြီးတည်ရှိနေတဲ့ကာလမှာအဲချိုးပြည်သူတွေရှောင်ရတာရှိပါလေအဲအဲဒီတော့လည်းမြို့ရဲ့ဟောလောက်ပါပဲ20ရာခိုင်နှုန်းတော့အပြည်သူလောက်ပဲကျွန်တော်တို့ဒီမြို့ကလည်းဟိုဆုံးခွာအပြည်ပေးချောင်းသွားတာရှိတာပေါ့နော်အဲအခုလက်ရှိဒီ26ရက်နေ့ အေးမာမိုတီရလေးထုတ်ပြန်လိုက်တဲ့မဟုတ်မျိုးဆက်ကုန်ဆက်လက်တဲ့ပြန်အမယ်ဆိုတဲ့အချိန်မှာလည်းမြို့မှာရှိနေတော့ဟိုပြည်သူလူထုကတော့20ရာခိုင်နှုန်းလောက်ပဲဟိုထွက်ပြေးတင်းချောင်းလာလို့ကျွန်တော်တို့ တွေ့ရပါတယ်ဟိုအစုတိုင်းပြည်ပကြီးပြပြတလဲခတ်ပြီးတော့ဟိုယုံရင်းဆက်ခန်းနေထိုင်မှုတွေအထိဟိုမြို့ကလည်းထွက်ပြေးတိဆောင်သွားတာမျိုးတော့မရှိပါဘူးကြည့်ဟိုလက်ရှိပါလဲဆိုလို့ရှိရင်ဒီမြို့မှာရှိတဲ့ဟိုပြည်သူ့ကော်ဝေးအခွေတွေအာဒီပြည်သူ့ကော်ဝေးတမတော်တွေအဲ PDF တွေပါပါပါတွေအကုန်လုံးမြို့ကိုကော်ဝေးပေးမယ်ဆိုတော့လည်းမြို့ကပြည်သူလူထုရဲ့ဟိုရှင်ထဲမှာဟိုယုံကြည်မှုတွေအပြည့်ရှိပါတယ်အဲ့ဘက်ကြောင့်မို့ဒီမြို့ကလည်းထွက်ပြေးတိဆောင်တာမျိုးတွေတော့ဟိုကြီးကြီးမားမားပေါ့နော် ဟိုအဲ့လိုမျိုးကြီးဟိုအဆုလိုက်ပြောင်းလိုက်ရင်ထွက်ပြေးတိတ်ချောင်းသွားတာမရှိပါဘူးမြို့တီလည်းပဲအဲလက်ရှိအချိန်အထိမန်လေပတ်လှုပ်ရှားသွားလာရဲ့မရှိနေသေးပါပဲသူလည်းဒီလူသွားပဲဒီလူသွားပဲဘာစေရတယ်ဘာစေရတယ်ဒါမီးစရာဒါမီးစရာ ကျွန်တော်တို့အနေနဲ့ဒီမုတ်ကုမြို့ကိုဒီ NL ကစိတ်ကောင်းစင်လာတဲ့ပြန်လဲပေးရလိုက်တဲ့အပေါ်မှာကျွန်တော်တို့ကတော့ကာကွယ်မယ်ဆိုပြီးချိန်ညာချက်တွေထုတ်ပြန်ထားတာတွေတွေ့တယ်။အဲအဲ့ဒီနေရာမှာကျွန်တော်တို့ကာကွယ်နိုင်မလားဆိုတဲ့မေးခွန်းကတော့ဟိုကျွန်တော်တို့အနေနဲ့ကတော့ဟိုခုချိန်ကြီးပေါ့နော်ရှင်ကြီးချက်တခုနဲ့နောက်ကျတော့ပြည်သူတည်အလုံးပါဝင်လာတဲ့အနေထားလေးပေါ်မူတည်ပြီးကျွန်တော်တို့ကတော့ပြည်သူလူထုရဲ့ဟိုယုံကြည်အားကိုးမှု လူတွေရဲ့ဟိုတော့လည်းစိတ်ပါဝင်စားဆိုတာလေကျွန်တော်တို့ကိုဝန်ကြီးထောက်ပံ့ပေးမှုတွေဆက်စပ်မပြတ်ရှိနေတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့အနေနဲ့ကတော့ဒီမိုးကုံမျိုးကိုဟိုကာကွယ်နိုင်လိမ့်မယ်လို့ဟိုမိုးကုံမျိုးကိုစစ်ကောင်စီလက်ထက်ပြန်လဲတောက်ရှိမတော့ကာကွယ်နိုင်လိမ့်မယ်လို့ကျွန်တော်တို့ကကတော့ဟိုကြုံရှိမှုအပြည့်ရှိနေပါလေဗျာအဲကျွန်တော်အနေနဲ့အဓိကပြောချင်တာကတော့ဘောနော်အဲဒီမိုးကုံမျိုးခုခံကာကွယ်နိုင်ခိုင်ကြမယ်အဲဒီ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေပြည်သူ့ကာကွယ်ရေးတပ်မတော်တွေ PDF တွေပါကပါတီကိုဘောနော်အဲဒီထက်ဟိုဘယ်လိုပြောလဲလို့ရှိရင်ကျွန်တော်တို့အဖက်ဖက်ကနေဝိုင်းဝန်းကိုညီအဲထောက်ပံ့ပေးနိုင်ကြဖို့ထောက်ပံ့ပေးနိုင်ကြဖို့ဆိုတော့ကျွန်တော်တို့တရားနာတာပြောလို့ဆိုလို့ရှိရင်အလုခံတာမျိုးမဟုတ်ပါဘူးအဲကျွန်တော်တို့ပြောချင်တာကဟိုလက်နက်တော်၎င်းဟိုအင်အားတော်၎င်းကိုညီထောက်ပံ့ပေးနိုင်တော့အဖွဲ့အစည်းများ အဲကျွန်တော်တို့ဟိုညီကိုကာဝေးတမတော်တွေတခြားနေရာဒေသတွေကဒေါ်လာကြီးအဖွဲ့ကြီးအဖွဲ့အစည်းကြီးအကုန်လုံးကိုလည်းကျွန်တော်တို့ဒီကနေပဲဟိုကျွန်တော်တို့အတူတူပူးပေါင်းပြီးတော့ကာဝေးဒီနေ့ဟိုစိတ်ဆန္ဒရှိတဲ့ဟိုအဖွဲ့အစည်းကြီးအားလုံးကိုလည်းအိတ်ကော်ပါတယ်လို့ကျွန်တော်တို့ကလည်းအဲ့လိုအဲ့အတွက်လည်းတို့ထိဆက်ပြီးတော့ဆက်သွယ်ပြီးတော့အဲကျွန်တော်တို့စီကိုပူးပေါင်း ပါဝင်မဲ့အဖွဲ့တွေလည်းရှိနေပါတယ်ပေါ့နော်ဆက်လက်ပြီးတော့လည်းပူးပေါင်းပါဝင်ပေးချဖို့အတွက်လည်းပေါ့နော်လက်လက်ခဲရန်ကိုညီထောက်ပံ့မှုတွေအဲကျွန်တော်တို့စီကိုအများကြီးရောက်ရှိနိုင်ဖို့အတွက်ကိုလည်းကျွန်တော်တို့အနေနဲ့အဲဆန္ဒရှိပါတယ်ပေါ့နော်အဲ့ဒါလေးတွေလည်းကိုညီပေးနိုင်လို့များကိုညီပေးချပါအောင်လို့ကျွန်တော်ဒီကနေ့ဟိုကျွန်တော်တို့အနေနဲ့ဟိုဟိုတောင်းဆိုခြင်းပါပဲဟဲ့လို့ပြောတော့ဒီလိုကိုလိုကို ဒီကုမ္ပဏီလက်ထဲကိုဟိုကျွန်တော်တို့အတက်နဲ့ခံတာရှိနေသေးတယ်ကျွန်တော်တို့အတက်နဲ့ခုခံကာကွယ်သွားပါမယ်လို့ကျွန်တော်တို့ကြည့်သူကိုကျွန်တော်မဟုတ်မျိုးနေမျိုးမှရှိတဲ့ဒီသူတွေကိုကျွန်တော်တို့အတည်ပြုလို့ပါတယ်